စမယ်အမတ်ဆငါချီလင်တက်ရင်ကဗိုလ်ကြီးဇော်လင်းထုတ်ရဲမရေမှုတွေကိုကျွန်တော်သိထားခဲ့တာကြားပါပြီကျွန်တော်တမင်မရေးခဲ့တာပါလက်ရှိမြမတက်မတော်ဟာအဖတ်ဖတ်ကထိုးနှက်ခံနေရတဲ့အချိန်ပြည်သူတွေအမြင်မှလည်းယွန်စရာဖွဲ့စည်းအဖြစ်ဘက်ကိုတဖြည်းဖြည်းပြောင်းလဲနေပါတယ်အောက်ခြေရဲဘော်ကနေစပြီးဟိုးအထက်ဘူမှုဘူချုပ်တွေအထိကိုချင်းတိတ်ခါပြက်ပြက်မှုတွေကအများပြားဖြစ်ပေါ်နေပါတယ် ဘူကြီးဇင်လင်းထုတ်ရဲ့မနေမှုတစ်ခုတည်းကိုပဲကျွန်တော်မရေးခဲ့တာမဟုတ်ပါဘူး။မော်ဘီတရင်ကမနေမှုကိုလည်းကျွန်တော်မရေးခဲ့ဘူး။မကွေးတရက်တမရှိရှိကမနေမှုကိုလည်းကျွန်တော်မရေးခဲ့ဘူး။အရှိလေပန်းတိုင်းစစ်ဌာနချုပ်ရလခကမနေမှုတွေကိုလည်းကျွန်တော်မရေးခဲ့ဘူး။တောင်ပန်းတိုင်းစစ်ဌာနချုပ်ကမနေမှုတွေကိုလည်းကျွန်တော်မရေးခဲ့ဘူး။တမခငငါကမနေမှုဆိုရင်ကာယကင်ရှင်စီကအသံဖိုင်အောင်ရထားတယ်။ဒါပြင် တက်မတော်သိခါကြောက်မှာစိုးတယ်ဆိုတဲ့စိတ်လေးတစ်ခုတည်းနဲ့တင်ကျွန်တော်မျိုးသိထားခဲ့တယ်။မှန်တိုင်းပြောရရင်တက်မတော်ရဲ့မဒိမှုပေါင်းရာကျော်ကိုကျွန်တော်ရှောင်ပြီးမရေးခဲ့တာပါ။အခုဟာကတော့မဒိမှုဆိုပြီးလူသိရှင်ကြားထောက်ဖို့ပြောဆိုတယ်။ကျူးလွန်ခံရသူကိုလည်းတက်လိုင်းခံတဲ့ကနေမောင်းထုတ်တဲ့အပြင်လေယောက်ကြားကိုတော့မောင်ဟင်ကချက်ချင်းဖြစ်နေတဲ့နေရာကိုရွေးပို့လိုက်တယ်။အတတကြီးတယ်ပဲပြောပြောကျွန်တော်ရေးလိုက်တဲ့စာလေးတစ်ချောင်းချောင်းတက်ထောက်ခံသူတွေ တက်မိသားစုဝင်တွေအထင်မြင်ဆုံးသွားမှာမျိုးကျွန်တော်အဖြစ်မခံနိုင်ဘူးဒီတော့ဒီအမှုမှာမတိမ်မှုမြောက်တယ်လို့ဘသူကစပြောခဲ့တာလေဒါမျိုးတွေဟာကျွန်တော်တို့မြမတက်မတော်ရဲ့ယာဒူတို့လှုပ်ထုံးလုံးမီးတွေတဲကတခုပါခမရတို့မှတ်မိအောင်လားတော့မသိရေမှုကျုပ်ဇော်မိုးသန်းတို့လည်းအစုလိုက်အပြုံလိုက်ယာဒူတို့တွေလုပ်ငန်းစဉ်တွေရှိခဲ့ပြီမင်းဘာမှမဖြစ်ခဲ့တာရှေ့မှာတာရကရှိပြီးသားပါဒါကြောင့် တက်သေးကရဲမီတွေအနေနဲ့မတိမ်မှုလို့မတွေးပဲကိုလင်ကိုသားယာရူတက်အောင် ရှေ့တန်းမထွက်ရအောင်အဲရှေ့တန်းထွက်ရရင်တော့တန်းလျှော့တဲ့နေရာမျိုးမရောက်ရအောင်အလိုက်တတိလိမ်မာပန်းနေကြပါလို့ပဲဒီကနေတတိပီပြောဆိုလိုက်ပါစီတွင်အမှန်တွေတင်ဆက်ပေးနေတဲ့ဒီဘော့စ်အေဂျင်စာ